အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့ပြူသူထန်းရောက်တော့ကံဆိုရဲပုံမြင်လေးပဲဖြစ်ပါလိမ့်ရှင်။ရှေးလုံလေးပြီးရဲ့ခါကရှာမညာတိုင်းမှာသီလာသမารီနဲ့ပြည်စုံတဲ့ဆရာတော်ကြီးတစ်ပါးရှိပါရဲ့။ဆရာတော်ကြီးကကြေးရွာတရွာနီးမှာသတင်းသုံးနေတော်မူတဲ့ရွာနဲ့ကြောင်ရင်ကြားမှာရှိရဲ့ဥယျာဉ်မှာစိုက်ပျိုးလုပ်ကိုင်နေတဲ့ဒါရကဟာ ဆရာတော်ဘုရားကြီးကိုအလွန်ကြည်ညိုတဲ့အကြောင်းကို တနေ့တစ်ခေါက်ရောက်လာပြီးဆရာတော်ဘုရားရဲ့တရားတော်တွေကိုနာယူလေရှိရဲ့သူဟာအကြောင်းကိုရောက်လာတဲ့အခါတိုင်းလှူဖွဲ့ဝတ္ထုတစ်ခုခုပါလာလေရှိရာပေါ့ထိုနေ့မှာတော့ဒါရကဟာလှူစရာမပါဘဲရောက်လာခဲ့တယ်စီစီရဲ့ဆရာတခုခုကြုံရလာဟန်ရှိပါတယ်ဆရာရင်တေခါရင်ဖြစ်နေတာရဲ့ဆရာတော်ဘုရားကြီးကရင်းနှီးစွာမေးမြန်းလိုက်တယ်။တခါကြီးမျက်စိမျက်နှာမကောင်းပါလား။ဘာဖြစ်လာသတော့ ဒါရက်ကဟာရုတ်တရက်မဖြစ်သေးပဲငေးမောနေပြီးမှစိတ်မချမ်းသာသောအတန်နဲ့လျှောက်ထားတယ်။ကြားကိုလီဝိုးရီစူးထားတဲ့ဒူးရင်ဒီဖေဟာဒီအချိန်ဆိုရင်စုဖို့တော်ပြီဆိုပြီးတော့သွားတော့မိုက်လိုက်တဲ့ရှင့်ကပေါ်ဖေဟာဒီပြင်အလုံးလေးကိုကိုက်ရင်မပြောပါဘူးဖေဟာအလုံးကောင်းမျိုးကောင်းမို့ကြားလူမဲရီစူးထားတဲ့အလုံးကိုမှကိုက်သွားလိုပါဖေဟာစကားပေါင်းရှိရမဟုတ်လားတကားငရှင်ကံငရှင်ရောက်မုတ်ဆိုးကံမုတ်ဆိုးရောက်မွေကံမွေရောက်ဆိုတော့ ကြားဘူးသလိုတော့ရှိပါဖျားအေးအေးအဲ့ဒါကြောင့်တကားကြီးဘလို့မှစိတ်မကောင်းဖြစ်မနေနဲ့အလဟတ်သက်ဖြစ်ပြီးဆုံးရှုံးလိုက်ရတဲ့တတိယတော့လေနှမျောတတာပူပန်မနေနဲ့တော့မကြခင်မှာရှင်ငဘောကံဟာရှင်ငဘောစီရောက်လိမ့်မယ်တကားကြီးစေရတော့ဘုရားကြီးရဲ့တရားပြစကားကိုဓာရကခေါင်းတညညနဲ့နာယူတယ်။သို့တော့ရှင်ကပေါအာမိသူကလာပြီးကြိုက်မိနီကိုစဉ်းစားကြည့်ရဲ့ စဉ်းစားရင်းမရတော့လဲဆရာတော်ကြီးဤစကားများမှာမှားယွင်းခဲ့တာကြောင့်ထပ်တော်မလျှောက်ရဲ့ပင်သို့တော့တခြားအခြေအားစကားပြဘက်ကိုရောက်သွားခဲ့တယ်။ရှေ့ငပိုးအကြောင်းဒူးရင်ဒီအကြောင်းကိုစကားမရောက်တော့ပေ။ဒါရကဟာနောက်နေရီမှာလဲအကြောင်းကိုရောက်လာပါတယ်။အထက်ပါအကြောင်းကိုကစကားမဆက်မိချင်းတနေသောအခါမှာတော့အကြောင်းဒါရကဟာအကြောင်းမော်ကိုပြပြတနေလေးနဲ့တက်လာခဲ့တယ်။ရှင်ကဘောကန်ရှင်နဘောထံရောက်ဆိုတဲ့စကားကတဲမှန်ပါလားဆိုပြီးဝေချာတယ် ဆရာတော်ဘုရားကြီးကလည်းဧကတိကိုလက်ကတော့ပြင်ထိုးရနဲ့လှမ်းမိလိုက်တယ်။တကားကြီးဘာရီအကြောင်းထူလာလို့အော်ကြီးော်ကြီးဖြစ်လာရတာတော့အေးအေးစစေးပြောပါဦး။ထူးဆိုရှင်ကပေါ်ကြီးဖေဟာတကားကြီးဥယျာဉ်ထဲမှာရှင်ကပေါ်တွေအများကြီးမဟုတ်လား။ဟုတ်ပါရဲ့ဖေဟာတပည့်တော်ပြောတဲ့ရှင်ကပေါ်ကအကျော်မွေးတွေနီးရဲနေလို့မှတ်မိနေပါရဲ့ဖေဟာ။တပည့်တော်အကြောင်းလူကိုရည်စူးထားတဲ့ဒူးရင်းကြီးကိုမှရွေးကြိုက်သွားတဲ့အကောင်မှာဖေဟာ။ ဆရာတော်ကြီးကမိတို့မှမဆွတ်တော့ပဲစကားအဆက်ကိုသာငန့်လင်တော်မူတဲ့မနက်ကတော့တပည့်တော်ရဲ့မျက်စိအောက်တွင်ပဲကြောနီကြီးဟာမုံဆိုးရဲ့မြားချက်တန်တန်းကြီးနဲ့ကုန်းသီးပင်မောကလိမ့်ကြသွားတာမြင်လိုက်ရပါတယ်ဖရာအဲဒါကြောင့်ရှင်ကပိုးရဲ့ကံဟာရှင်ကပိုးထံရောက်ဆိုတဲ့စကားတယ်မှန်ပါလားလို့ပြောတာပါဖရာဆရာတော်ဖရာကြီးကခေါင်းတစ်ချက်ဆက်လိုက်ရာမိန်တော်မူတဲ့อืมอืมမုံဆိုးကံလည်းမုံဆိုးတန်ရောက်ရမှာပဲ ဒါရကဟာတခြားတရားစကားများကိုလျှောက်ထားဆွေးနွေးပြီးနောက်ကျောင်းကနေပြန်သွားခဲ့တယ်။ရပ်ပေါင်းများစွာကြားသွားချိန်မှာတော့ရှိန်မဘောကိုပြစ်ခတ်ခဲ့တဲ့မုံဆိုးဟာတောလေရင်၊မွေခဲခံရပြီးတော့ကွယ်လွန်သွားခဲ့တယ်။အထက်ပါဒါရကကြီးဟာထိုတရင်ကိုကြားလင်ကြခြင်းကျောင်းကိုပြေးလာပြန်တယ်။မုံဆိုးရဲ့ကံမုံဆိုးထံရောက်ဆိုတာတယ်မန်မာလာဖေယအစကြည့်ပြီးတော့သူ့ကြားခဲ့ရသမျှကိုဆရာတော်ဖေယကိုလျှောက်ထားတာပေါ့။ ဆရာတော်ဖရာကြီးကကွန်တမြုံမြုံဝါနေရကထွေးရန်ယူပြီးတော့ကွန်သွေးထွေးပြီးမှအေးစီစွာနဲ့အေးလေမွေရဲ့ကံဟာလဲမွေထံရောက်ရအောင်မှာပဲပေါ့လို့မိန်တော်မူတယ်။တချိန်ပြောတခွန်ပြောတော့ဖြစ်တော့လဲဓာယကာကမှတ်မိနေရဲ့ရှင်ကပေါ်နဲ့မိုးဆိုးဖြစ်ကိုတီးပြီးသဖြင့်ယုံကြည်ဆွေးမြေတယ်။ထိုဓာယကာဟာမိမိရဲ့ဥယျာဉ်အလုပ်တွေကိုနေ့စဉ်လုပ်ရတယ်။ကွန်ကိုကွန်သိပင်သက်ဒူးရင်ပင်ရှင်မြေဖို့အမိုက်ရှင်စသဖြင့်အလုပ်တွေကလုံရည်ကုန်သည်မရှိဘူး။ တစ်ခုပြီးတစ်ခုစီရင်နေတာပေါ့တနေ့မှာတော့ခြုံငယ်တွေကိုခုတ်သွင်းရှင်းလင်းနေတော့ထို့ဒါရက်ကဟာမွေးကိုဓာတ်နဲ့ခုန်ပြီးသွားတယ်ခြုံကမဲမဲမွေးကမဲမဲမို့အယောင်ချင်းရောပြီးတော့ခုန်မိပြီးတော့အပိုင်းစားကတော့လိန်ခုန်ထွက်လာမှမွေးကိုခုန်မိပါလားလို့တီးလိုက်ရတယ်တီတာနဲ့တပြိုင်နက်ဆရာတော်ရဲ့မွိမွဲ့စကားကပေါ်လာတော့တယ်။ငရှင်ကံငရှင်ထံရောက်၊မုတ်ဆိုးကံမုတ်ဆိုးထံရောက်၊မွေကံမွေထံရောက်။ရှင်ကပိုးကိုတတော်မုတ်ဆိုးကိုမွေကကြိုက်တတ်တယ် ထုံွေကိုတတ်မိတော့ငါသည်လဲတနည်းနည်းဖြင့်ဒုက္ခရောက်တော့မေမွေကြိုက်ခံရမီလို့တပင်ပြိမီလို့ကြားကြိုက်ခံရမီလို့ဒါရကဥယျင်သမားဟာအလုတ်ကိုဆက်မလုံနိုင်တော့ပါမိမိလည်းရှင့်ငပေါ်နဲ့မုတ်ဆိုးမွေတို့နီးတူဒုက္ခတွေ့တော့မီလို့ထင်နေတာကြောင့်ပါဒါရကဟာအလုံးမလုံနိုင်ုံသားမကနေ၍လည်းမဖြောင်းတော့ပါ စားလဲဒီစိတ်အိတ်လဲဒီစိတ်နဲ့ဒုက္ခဖြစ်နေတော့ခါနောက်ဆုံးဘယင်းဥယျင်နဲ့ဝင်ပြီးဘယင်းရွှေဥရောင်ကိုခိုးယူတက်စားလိုက်တဲ့ ဘရင်အမွန်တမြတ်ထားတဲ့ရွှေဥတော်ပြောက်လျင်ပြောက်ချင်းမင်းချင်းတို့ကအပူတပြေးစုံစမ်းရှာဝေကြတာပေါ့ဥယင်သမားဒါရကာကိုခိုးထုတ်ခိုးထဲနဲ့ဖမ်းမိတဲ့အခါဖမ်းဆီးချုပ်နှောင်ပြီးဘရင်ရှိတော်ကိုပို့ဆက်ကြတယ်ရှင်ဘရင်ကမင်းပန္နာကိုကျူးကျော်စွာကတော့ဥယင်သမားကိုတေချစွာစစ်မေးတော်မူတယ်ဥယင်သမားလည်းဆရာတော်အားလှူဒန်းရန်ရည်စူးထားသောဒူးယင်တီကြီးရှင့်ငပေါ်ကိုက်ခံရပုံကိုစတင်စကြောင်းလှမ်းတာပေါ့မွေးကိုဓာတ်နဲ့ခုံမီပုံအထီရှောက်တင်အပြီးဤသို့ညီကုန်းချုပ်လိုက်တဲ့ ကျွန်တော်မျိုးရဲ့ကက်ဟာလဲကျွန်တော်မျိုးစီမုတ်ချရောက်တော့မှသိကြပါရဲအရှင်မင်းကြီးဒါဖြင့်ရုပ်ပြက်ဆင်းပြက်ဝင်ကုတ်ခံမိသေးမလားကြားကြိုက်ခံမိသေးမလားစဉ်းစားကြည့်ရောအဖုံးမတန်တဲ့တိတ်နီးနဲ့တိတ်မဲစားဂုံရှိရှိအထက်တန်းကြကြသေးမဲဆိုရဲစိတ်ကူပေါ်လာပါတော့တယ်အရှင်မင်းကြီးအာနာတာမြာကဟဲ့တရေခန်းလူရင်းကိုတင်ဟဲလို့ငောင်းငန်းလိုက်တယ်။မှန်ပါ ထက်တန်းကြကြဂုံရှိရှိသေးဖို့နေကတော့တိုင်းမီမှာအမြင့်မြတ်ဆုံးဖြစ်တဲ့ရှင်မယင်သက်တာကိုခံပြီးသေးဖို့ပဲရှိရဲ့။ဟိုးလေးတကြောကြောဖြစ်သွားပါလိမ့်မယ်။အဲဒီလိုတွေ့မိတဲ့အတွက်မင်းပြမင်းတန်မတင်တင်အောင်မင်းမန်နာကိုခိုးယူတက်ပြစားတော့ခြင်းဖြစ်ပါတော့တဲ့အရှင်မင်းကြီးဘယင်မင်းများဟာတာမန်ရာဇဝတ်မှုအဖြစ်မရှုမြင်ချင်းလေးလေးနက်နက်စင်ရင်သုံးတတ်တယ်အတန်ကြောင်အောင်တွေးတော့သုံးတတ်ပြီးမှဟဲ့ဥယင်သမားမောင်မင်းရဲ့ကံကိုငါဆက်ပြီးမယူခြင်းမို့အခုတို့အကြောင်းတရားဟာဒီမှာပဲဆုံးပါစေတော့ ဒါကြောင့်မောင်မင်းကိုရာဇဂန်ပေးခြင်းအပြင်လက်စားမချေလို့အမှုမှလို့စေလို့အမိန်တော်ချမှတ်တော်မူလိုက်ပါတော့တဲ့ကိုအကူတင်စားပေးမှာကတော့ကျောင်းတာရက်ကသမီးရွှေချေချင်းကြီးနဲ့ဆိုရင်ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။ကျောင်းတာရက်ကကြီးနဲ့ဖိုးသူတော်တို့送မိကြလည်းရင်ဒီကျောင်းကိုဆွေးနွေးမိကြတယ်။ဆွေးနွေးမိလည်းရင်ညင်းခုန်ကြတော့တယ်။အကျောင်းကတော့စားရှိတိုင်းဟုတ်မဟုတ်ပေးတယ်။ ယနေ့လည်းဤအကြောင်းကိုဦးသူတော်ရှောင်းခွင်းမှာလည်းရက်ကအကြောင်းသားရက်ကကအတင်းဆွဲခေါ်လာတယ်။ဦးသူတော်ကိုကြောင်းနာဖျားနာနီးသူဆိုပြီးကျောက်ကအလျှော့ပေးလာတာများပြီ။ကနေတော်မလျှော့နိုင်ဘူး။ဘာများပါလဲကြောင်းတကာရဲ့။ဦးသူတော်မှာဆရာတော်ရဲ့မျက်နှာရိပ်မျက်နှာကဲကိုလည်းကြည့်ရသေးတယ်။သူနဲ့ကြောင်းသားရက်ကတို့ရဲ့စကားဝိုင်းမှာ꽌ရတော့ရနိုင်မဟုတ်။ဆရာတော်မြင်လောက်ကြားလောက်တဲ့နေရာဖြစ်တာကို ဦးသူတော်ကဆရာတော်ရဲ့အရေးကဲကိုကြည့်ရခြင်းမှာစကားတခုရှိခဲ့ဘူးလားကြောင့်မင်းဆရာတော်ကဟဲ့ခေါ်သူတို့တခါတော့ကကျောင်းအောင်မှာကျောင်းသားနှစ်ယောက်အငင်းကုန်ဖြစ်ကြတဲ့တယောက်ကသာသနာ9000ရှိတယ်တာပြောပြီးကျန်တယောက်ကမဟုတ်ဘူး6000ရှိရဲ့လို့ညင်းကြတယ်လက်သီးလက်မောင်းတမ်းပြီးအော်ကြီးဖြစ်ကျဲညင်းရကရိုင်မောင်းပုံမောင်းဖြစ်လာကြချိန်မှာဇရာတော်ကသာသနာ9000သမားကိုခေါ်ပြီးရိုက်တဲ့ ကာသနာ9000တမားကမှန်မှလည်းရက်နဲ့ဘောက်မေကြောင့်ရိုက်ရတဲ့တုံးမေးစရာရှိရင်ဆရာတော်ကရိုက်အပြီးမှမိန်တော်မူတဲ့စကားကိုကြည့်ဆရာတော်မိန်တော်မူတာကသာသနာတော်9000ဆိုတာလူတိုင်းသိတယ်ဒလောက်လွယ်တဲ့ကိစ္စကိုမသိရကောင်းနဲ့အဖက်လုပ်ပြီးမိုက်မဲရသလားတဲ့ဒါပဲဖော်သူတို့ကျောင်းတကာနဲ့ပြိုင်ပြီးညင်းမနေနဲ့လို့မိန်တော်မူခဲ့ဘူးတာကြောင့်ပါပဲပစ္စည်းရှိသည်မှလွယ်၍လေးစားလောက်သောဘ ഹു ဒုတာရှိသူမဟုတ်ဘူးဆိုလိုဟန်ရှိပါတယ် သို့သောចောင်းတရကကဥသူတော်ရုံမထွက်နိုင်အောင်လုပ်တယ်။ဥသူတော်စဉ်းစားကြည့်စမ်းအသေးဝါဇဗလာနန်းနဲ့လူမိုက်လူရုပ်ကိုမပေါင်းရဘူးတဲ့မှန်သလားမှားသလားမှန်ပါတယ်မှန်ပါဗောဗျာပရပိုက်နဲ့အမဲပေါ်မှာအဖြူတင်ပြီးစာနဲ့ရေးထားတာဗောဗျာဥသူတော်မငင်းလို့ပဲမပြောရပေးပြီကြောက်ပြောတာကစာနဲ့ရေးထားတာတွေထဲမှာမှန်တာလဲပါမှားတာလဲပါတဲ့အတွက်မျက်စိမိတ်ပြီးမယုံသိမှုပြောတာပါဗျာ ဒါဖြင့်ပြလေဘမမမှန်တဲ့စာရှိသလုံးစာနဲ့ပေနဲ့ရေးထားမှာတော့မှန်ကိုမှန်ရမယ်။ဦးသူတော်စဉ်းစားရဲပေါက်တက်ကရဘရွှတ်တက်တက်စာများကိုလိုချင်ကမှမထွက်စဉ်းစားရင်မပေါ့။မရှိပါဘူးဦးသူတော်ရာ စာနဲ့ရေးထားရင်ဟုတ်ကိုဟုတ်ပါတယ်လို့ကျောင်းသားရကကအနိုင်ပိုင်းပြီးဆရာတော်ကိုဦးချကထွက်ခွာသွားတော့တာပေါ့။ကြောက်လျင်လွယ်ရဲလျင်မင်းဖြစ်ကြောက်တဲ့ဝင်ကင်း တစ်ခုနဲ့တစ်ခုဆန့်ကျင်နေရကြောင်းဘယ်ဟာကိုအမှန်ယူရမဲမသိသောစကားများကကြောင်းတားကပြန်သွားမှမှတ်ဉာဏ်နဲ့မှပေါ်လာတယ်။နေသေးတပခြုံနေကဂျိုသွေးတပတမျှများပေါ်ကွာ။ဦးသူတော်ကကျုံဝိုင်းရင်ကကြောင်းတားကရဲ့အစွဲကိုမိတို့ချွတ်ရပါမည်နီးလို့စဉ်းစားတယ်။အတန်ကြာတော့ဝမ်းသာအားရထပြီးခါပန်းလိုက်စာရေးထားလိုက်တယ်။နောက်တနေ့မနက်မှာတော့ထုံးစံအတိုင်းကျောင်းတားရဲ့ကရောက်လာတယ်။ မြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုကြော့ပြီးတဲ့နောက်ဂျင်းနေပွဲပေးမှာမိမ့်မိန်ကြီးထိုင်နေဥတာစိမ့်မန်ဒန်းလာကိုရှာအိမ်အောင်ဘအသက်တရာနေတဲ့ဥသူတော်ရဲ့တနင်္ဂနွေနဲ့တောက်ကြအိမ်အောင်ပြုရင်အသက်တရာနေရတယ်လို့ရေးထားတဗျာကံကံရဲ့အကျိုးကိုဖဲသွားထားမလုံးကြောင်းတကားရဲ့စားရှိတိုင်းမဟုတ်နိုင်ပါဘူးအသက်30နဲ့ကွယ်လွန်သူတွေအများကြီးပါကျောင်းဒါရကကနှစ်ဖူးကျော်ထောင်ကနေနံမမှန်လို့ဖြစ်မှာပေါ့ဥသူတော်ရာ စာနဲ့ရေးထားမှတော့မလွဲပါဘူးဟုတ်လို့မှန်လို့ရေးထားတာပါလို့ခြေပါတယ်ဦးသူတော်ကစာဆိုတာရင်းရင်ရတပါဗျစာရှိတိုင်းမှန်ရမယ်ဆိုတဲ့စကားဟာချွင်းချက်တော့ရှိတဲ့တဲ့ဗျာလို့ပြောလိုက်တယ်ဦးသူတော်ရဲ့ပြုံးစီစီမျက်နှာထားကိုတတိမမူမိရာကြောင့်တောင်းတကားရဲ့ကဟာသူ့ရဲ့ဝတီအတိုင်းမျက်စိမှိတ်ပြီးညင်းနေစာဆိုတာဟုတ်လို့ရေးတာမဟုတ်ပဲမရေးဘူးဦးသူတော်ရမ်းမိမညင်းလေနဲ့ဒါဖြင့်ဟောဒီခါးဘန်းကစာတန်းကိုဖက်ကြည့်ပါဗျာ ဘယ်မှာရောဘယ်မှာရောအဲဒီလိုမင်းယာကအကြောင်းတရက်ကဟာဥသူတော်ညွန်ပြတဲ့အကြောင်းခပန်းကိုအငမ်းမင်းယာငုံကြည့်လိုက်တယ်။တောင်းတရက်ကသမီးရွှေချင်းချင်းကြီးနဲ့ကြီးရင်ငါဖို့တခြားဘသူမှမယူရပုံတာကြီးတည်တည်တတ်ထုံးနဲ့ရေးထားတဲ့စာရန်ကို အော်ကြီးရဲ့ကျဲဖက်၍အဆုံးမှာတော့ကျောင်းသားရက်ကဟာခင်ငနေဖြစ်သွားတယ်။အမွန်ကိုအခုတ်ခံရတော့ကြက်ကြီးလိုဖြစ်သွားပြီးတပြာကရာနဲ့ဒါဒါဘယ်ကပေါက်လို့ပဲစားရေးထားမှမသိတာ စာလေးစာလေးစာပြည့်စာရုံးလို့ဩရပေါ့အဲ့ဒါကြောင့်ပြောတာပေါ့ចောင်းတရကရဲ့စာဆိုတာရင်းရင်ရပါတယ်လို့ចောင်းတရကဟာဥသူတော်ကိုပြန်လဲခြေပါမနေတော့ပါရေစိုးဝတ်ကိုရှာပြီးចောင်းခပန်းကိုဒေါသကြီးနဲ့ပေါ်တိုက်ပြတဲ့ចောင်းသားရင်းနဲ့ကပီယာရီကခက်လန်းလန်းကိုပြေးသွားပြီးអော်ဟိရင်းနဲ့ရီမောနေကြတယ်ကျောင်းသားရကကြီးမှနောက်တနေ့ကနဲ့စပြီးစာရှိလျင်ဟုတ်ဤဆိုတဲ့အယူအဆွဲကနဲ့ချက်လို့သွားပါတော့တဲ့ကွယ် အခုတင်ဆက်ပေးမှာကတော့ဖာမင်သားလေးဆိုရဲပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။တခါကအင်မတန်လှတဲ့မင်းသမီးလေးတစ်ပါးဟာနန်းတော်ဦးရင်လေးကရေကန်ဘေးမှာထိုင်ပြီးရွှေဘော်လုံးလေးကိုကင်မြောက်ကစားနေရင်ရွှေဘော်လုံးလေးဟာလက်ကနဲ့မတော်ရဆလွတ်ကြပြီးရေထဲကိုကျသွားခဲ့။ရေကနှက်တော့ရွှေဘော်လုံးကိုဆင်းလဲမရှာနိုင်မဲကံဘေးနားမှာထိုင်ကိုနေတာပေါ့။ အဲဒီမှာကန်သေးကဖားလေးတစ်ကောင်ကရေပေါ်ပေါ်လာပြီးငိုနေရတဲ့အကြောင်းကိုမေးတယ်။မင်းသမီးလေးကအကျိုးအကြောင်းပြောပြပြီးသူ့ရဲ့ရွှေဘော်လုံးကိုရအောင်ပြန်ချပေးနိုင်ရင်အဲဒီသူကိုသူ့လိုချင်တာပေးမယ်လို့ပြောလိုက်တာပေါ့။ဖားကလေးကလည်းဒါဆိုကျွန်ုပ်ရအောင်ဆဲပေးမယ်။ကျုပ်လိုချင်တဲ့စုကတော့ခမားနဲ့စားအတူတောဟတူအိတ်အတူအတူတူနေချင်တာပဲ။အဲဒီအချက်ကိုလိုက်လျောရင်ရွှေဘော်လုံးရအောင်ပြန်ယူပေးမယ်လို့ပြောတာပေါ့။ မင်းသမီးလေးဟာဖားငယ်ကလေးကဒီလိုလုပ်ပေးနိုင်မဲလို့မထင်တာနဲ့ကောင်းပြီလို့ကတိပေးလိုက်တယ်။အဲဒီကတိလေးရာရောဖားငယ်ဟာရေထဲကိုငုံစင်သွားပြီးရွှေဘောလုံးကိုကိုက်ချီပြီးတော့ပြန်လာတယ်။ဘောလုံးကိုရာတော့မင်းသမီးလေးကသူ့ပေးထားတဲ့ကတိကိုမေ့ပြီးဝမ်းသာအားရနန်းတော်ကိုပြန်ပြေးတော်တာပေါ့။ဒါပေမဲ့ညာစာစားကနီးချိန်မှာတော့တကားအပြင်ကအတန်ကိုကြားလိုက်ရတယ်။မင်းသမီးလေးတကားဝင်မေးပါတင်ကြရတဲ့အတိုင်းကျွန်ုပ်ကိုတင်းနဲ့နေခွင့်ပြုပါတယ် တကားဝင်ကြည့်လိုက်တော့ဖားငယ်ကလေးကိုတွေ့လိုက်ရတာပေါ့ဘယင်ကြီးကအကျိုးချမ်းကိုမေးကြည့်ပြီးတော့တီလိုက်ရတယ်။တမီးတော့လူဆိုတာပေးထားတဲ့ခရီးကိုတီးရတယ်လို့ဆုံးပါတယ်။ဒါနဲ့မင်းသမီးလေးဟာဖားငယ်ကိုစပွဲပေါ်မှာခေါ်ပြီးတော့သူ့နဲ့အတူစားခိုင်းတယ်။ပြီးတော့သူ့ရဲ့အိတ်ခန်းကိုလည်းခေါ်သွားရတယ်။ဖားငယ်ကိုခေါင်းအုံထက်ပေါ်တင်ပြီးတော့အိတ်ရတယ်။မိုးလင်းတော့ဖားငယ်လေးကထွက်သွားတာပေါ့။ဒါပေမဲ့ညစာစားတဲ့အချိန်ကျတော့ပြန်ရောက်လာတယ်။ ဒါကြောင့်မင်းသမီးလေးကဖွားငယ်လေးကိုသူ့နဲ့အတူကြွေပြီးတော့သူ့နဲ့အတူအိတ်ခံရတယ်။ဒီလိုနဲ့တုံရင်မြောင်နေရောက်သွားပါပြီ။အဲဒီနောက်မင်းသမီးလေးအိယာကနိုးလာတော့ဖွားငယ်လေးရဲ့စာအင်မတန်ချောမော်တဲ့မင်းသားလေးတစ်ပါးကိုတွေ့လိုက်ရတယ်။မင်းသားလေးကနိုးလာပြီးသူဟာနတ်သမီးတို့ရဲ့ဂျင်းစာကြောင့်ဖားဘဝရောက်နေတဲ့မင်းသမီးတစ်ပါးတာဖြစ်ကြောင်းအခုတော့မင်းသမီးလေးကသူ့နဲ့သူ၃ရက်နေထိုင်ခွင့်ပေးတဲ့အတွက်ချိန်စာပြတ်သွားပြီဖြစ်ကြောင်းကိုပြန်ပြောပြရတယ်။ ဘယင်ကြီးကိုဒီเจ้าနေပြပြတော့ဘယင်ကြီးကလည်းသူတို့နှစ်ယောက်ကိုခံခံနာနာနဲ့လက်ထပ်ပေးလိုက်ပါတော့တဲ့ကွယ်အကူတင်ဆက်ပေးမှာကတော့တောချက်တကောင်ဤချက်တော့ဆိုရဲပုံမြင်လေးပဲဖြစ်ပါလေရှင်ရှေးတရောအခါကကြေးရွာတရွာမှာမောင်ပေါ့တူးလို့ခေါ်တဲ့လူတယောက်ရှိတယ်။သူကလက်လုံးလက်စားများတာဖြစ်ပါရဲ့အလုံးလို့ပို့ငားရဲနေသူရှိရင်မခုံမကက်လောက်တတ်တာကြောင့်ငားရဲနေသူမရှာဘူးတို့ရရင်စကားကိုမှန်မှန်ကန်ကန်မပြော အနေငယ်များဖြစ်စေမှုသားပြောရမှာကျင့်နေတဲ့သူဖြစ်တဲ့တို့အတွက်အပေါင်းနဲ့မရှိချေငားရမ်းသူမပေါ်လာတော့ကြောင်းအားလက်တော်နေသည်မှာတော့မောင်ပေါတူဟာရွာပြင်ကိုထွက်လာခဲ့တယ်။ကျင်းငတ်တန်တွေကိုနားထောင်ရင်းတပြေးပြေးလာခဲ့ရာစွမ်းခံချင်းပြန်ရောက်ပါမှာမောင်ပေါလူသတိရလာ၏။တော်တော်ဝေးလာပြီးပြန်လှည့်มาပဲ။တို့ရရင်မောင်ပေါတူမျက်စိလဲနေပါပြီ။ညာဘက်ကိုသွားရမီလို့ဘယ်ဘက်ကိုကိုယ်ရမီလို့ကြောဘက်ကိုသွားရမီလို့ တော်ကြီးကနမ်းလာတယ်။ဒါကြောင့်မောင်ပေါတူးလည်းအလွန်မြင့်တဲ့တပင်ကြီးထိတ်ကိုတက်ပြီးနန်းစားရှာဖို့စိတ်ကူရသွားတယ်။တပင်ကြီးတပင်ရဲ့ချင်းရင်ကိုအသွာတပင်ချင်းရင်မှာထိုင်နေတဲ့စောကြီးတယောက်ကိုတွေ့ရတယ်။အရှင်ဘာများခိုင်းစီလိုပါတရော။အကျင့်ပါနေတော်ပါဇက်ကအလိုအလျောက်မင်းမိလျက်သားဖြစ်သွားတယ်။စောကြီးအံ့အားတင်သွားတာပေါ့။လူတွေဟာငါ့ကိုမတွေ့လိုက်နဲ့တွေ့ရင်ရွှေပေးပါငွေပေးပါကြီးတောင်းကြတယ်ဒီကောင်ကတော့မတောင်းဘူးထူတယ်လို့တွေးပြီး တောချက်တကောင်ကိုဖမ်းပစ်လိုက်တယ်။ငါတော့เสียရှိသေးတယ်ကွာ။ငါပြန်လာရင်စားဖို့ဒီချက်ကိုกินထားလိုက်။မောင်ပေါတူက လေးခွေရာကူတစ်ခုကိုတွားပြီးတောချက်ကိုกินနေ။တပြေးပြေးနဲ့ချက်ကအစီရေဟာမီးရဲကိုကြတဲ့သင်းပြန်းနဲ့ရင်နဲ့ကြိုင်လှိုင်းလာတယ်။မောင်ပေါတူဟာဝမ်းဟာနေစဉ်ချက်ကင်နဲ့ရပြန်လာကြအောင်မအောင်အီနိုင်တော့ဘူး။ချက်ကင်ကိုဖဲ့စားလိုက်မိတာပေါ့။အတန်ကြာတဲ့အခါဇော်ကြီးပြန်ရောက်လာတယ်။ချက်ကင်မှာချက်တော့တချောင်းမရှိပါတကား။မင်းစားပြီထင်တယ်။ မစားပါဘူးအရှင်ဒီချက်မျိုးကခြေတချောင်းပဲရှိဟန်တူပါရဲ့ဇော်ကြီးကမကျေနပ်ပါလက်မခံပါဟဲ့ကောင်မလိမ်နဲ့နော်လိမ်ရင်အယောပေးရတတ်တယ်မလိမ်ပါဘူးအရှင်ဇော်ကြီးကသူတော်ကောင်းမဟုတ်အင်းဆွမ်းစည်းဆွမ်းကြောင်မင်းရှိုးမိုးပြန်နိုင်တဲ့သူတို့အတွက်မောင်ပေါက်သူကိုတင်ငန်းစာပေးဖို့စိတ်ကူးနေငါ့ကိုချက်တကောင်ကင်ပေးတဲ့အတွက်မင်းကိုဆူချရမယ်ဒါထက်ဘရင်ပွဲစောစာကိုမစားကျင်ဘူးလားလို့မိတယ် စားကျင်ပါတကောအရှင်အကောင်းညွန်ွေးကြီးနေမှာဒါဖြင့်ရှေ့တူဇော်ကြီးကမောင်ပေါတူရဲ့နှစ်ဖူးမှာကိုပြောက်အင်ကိုမှန်ကူပေးလိုက်တယ်မောင်ပေါတူလည်းရန်ဝင်စွာနဲ့နန်းတော်ရဲကိုဝင်သွားတယ်ဘရင်မင်းမြတ်ပွဲတော်နေရဲ့နေရာရှိတဲတဲမှာဝင်ထိုင်နေအဲဒီနောက်ဘရင်ပွဲတော်စားရီကိုတော့ကတပြင်းနေစားတာပေါ့ဘရင်မှာဝအောင်စားလိုက်ရတယ်မရှိပဲပွဲတော်စားရီလင်းမြန်စွာကုံသွားတာကြောင့်အကြံရခတ်နေတယ်တနေ့မောင်ပေါတူရဲ့ဆရာဇော်ကြီးဟာနန်းတော်ကိုရောက်လာတယ် ဇော်ကြီးရောက်လာတော့အတော်ပဲအကိုကြီးတောင်းရအောင်မေစားတော်ဝန်ကခရီးရောက်မဆိုင်ပြောတယ်ဒဇက်တင်းမှာပဲဘရင်မင်းမြတ်ရဲ့ပွဲတော်စားတွေထဲမလို့ဖြစ်နေပုံကိုရှင်းပြပြီးအကိုကြီးပေးပါရန်ပြောပြရေးလွယ်ပါတယ်ဝင်မင်းဟာဘရင်မင်းမြတ်ရဲ့ဘက်မှာရိုးရိုးပဲထားနေနေချင်းဆိုင်ဘက်မှာတော့ငရုံမုံနေပွဲတော်စားနဲ့အုပ်ထားလိုက်ပေါ့အဖြေပေါ်ရော့လားစိတ်ချပေါ်လာလိုက်မယ် နောက်တနေ့မှာဘရင်မင်းမြက်ကိုပွဲတော်စားဆက်တဲ့အခါစားတော်ဝန်ကဇော်ကြီးမာတဲ့တိုင်ဆောင်ရထားတယ်။မောင်ပေါတူလည်းကိုပြောက်အားအင်းနဲ့ဝေဝန်စွာဝင်လာတာပေါ့။ဘရင်နဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်နေပွဲတော်ဦးကိုအေးဆေးစွာနှိုက်ပြီးတော့စားတယ်။ပွဲတော်စားတဲ့ကမမျောနေတော့ငရုံမုံတွေပေါင်ပေါတူရဲ့ဝမ်းထဲကိုဝင်ရောက်သွားတယ်။ချက်ချင်းအိုက်ဆက်လာပြီးတော့နှစ်ဘူးမှာချွေးတိချွေးပေါက်တွေစီလာတယ်။နှစ်ဘူးမှာချွေးတွေဆိုလာတဲ့အခါလက်ဖြင့်သက်စမြဲပဲ။ ။မောင်ပေါတူလည်းနှစ်ဖူးကချွေးကိုအမှုမမမပေါ်လိုက်မိတဲ့အခါနှစ်ဖူးမှရေးထားတဲ့အင်းမန်ကူကွက်ကြီးကပြက်ကွက်သွားပြီးဘရင်ရှိမှစောင်းထုတ်ထိုင်နေတဲ့သူဟာဘွားကနေပေါ်လာတာပုံ။စားတော်ဝန်ကလာခဲ့ရာဇဝတ်သားလို့ဆိုပြီးမောင်ပေါတူကိုရောင်ဆွဲပြီးဖမ်းဆီးကပကွက်သားတို့ရဲ့လက်ထဲကိုအလိုက်တော်တယ်။မောင်ပေါတူဟာဇော်ကြီးရဲ့နာမည်ကိုထုတ်ပေါ်ပြီးတော့ပြောတယ်မလွတ်ပါဘူးသူကရာဇဝဲမှုကြီးနှစ်ခုကျူးလွန်ထားတယ်သူလေး ပထမတမူကဘရင်မပေးပဲဘရင်စာတော်အုပ်ကိုနှိုက်စားမှုဒုတိယအမူမှာယောက်ျားမဝင်ရသောအနောက်ဆောင်သို့ကျူးကျော်ဝင်ရမှုတောင်စွဲတွင်နေကွယ်ချိန်၌ကွက်မြက်ရန်မောင်ပေါတူကိုတုတ်တံကိုထုတ်ပြီးကားဆင်တင်ထားခဲ့တဲ့ဇော်ကြီးကမောင်ပေါတူကိုဆုံးမယုံသားရည်ရွယ်ထားပါရဲ့ကိစ္စတုံးလို့ပြင်ရန်မရည်ရွယ်ဒါကြောင့်လာရောက်စုံစမ်းနေတုတ်တံမှာကားဆင်တင်ထားကြောင်းသိရတဲ့အခါအချိန်ကိုကြည့်ရင်နေကတောင်စွဲမှာမေးတင်နေပြီး ဇော်ကြီးသည်တာမန်ရက်သားအသင်ဖြင့်ခြေချင်းလျှောက်ရန်မဖြစ်တော့ပေစေးတောင်ဝေးအစွမ်းနဲ့တောက်တန်ဘက်ကိုပြန်တန်းခဲ့ရတဲ့တောင်ွယ်၌နေကွယ်လျင်ကွယ်ချင်းသူ့ရောက်သွားတယ်။လေထဲမှာရက်ပြီးတော့လက်ဝါးကတိုင်မှာအနောင်ဖွဲများကိုဖြုတ်ပေးကလေထဲကိုဆွဲခေါ်တယ်။ထို့သောမောင်ပေါက်တူးကိုဆွဲခေါ်ခြင်းမနဲ့ပကွက်သားကဓားမြုပ်ပြီးတော့ခုတ်ချိန်တို့တိုက်ဆိုင်သွားတာကြောင့်မောင်ပေါက်တူးရဲ့ခြေထောက်တစ်ချောင်းပြတ်သွားတာပေါ့။မောင်ပေါက်တူးက နာလိုက်တာနာလိုက်တာအရှင်ရဲ့ကဲတော်မူပါအောင်လို့နာကျင်စွာအော်ဟစ်ရင်းနဲ့ဇော်ကြီးဆွဲခေါ်ရာကိုပါလာတဲ့ကြောက်ကူရိုးရောက်မှစေးကူပေးမယ်အားမငယ်နဲ့ခြေထောက်တစ်ချောင်းကိုလင်းရင်ခြေထောက်တစ်ဖက်ပေးဆက်ရလိမ့်မယ်ဆိုတဲ့အရှင်စကားကတွေးထွက်အောင်မှန်ပါကလားဇော်ကြီးကစူးစမ်းမျက်လုံးနဲ့လှည့်ကြည့်ကမင်းဘာပြောတာတုံးလို့မေးတယ်ကြက်ကင်ရဲ့ခြေထောက်တစ်ဖက်ကိုစားပြစ်ပါလျက်အကျင့်ပါပြီးမစားဘူးလို့လိန်ပြောမိရပါရှင်ဟင် ငါကဲသို့သောဇော်ကြီးကိုတော့လိမ့်နေကောင်းတပည့်အဖြစ်မွေးလို့ဘယ်ဖြစ်မတော့သွားပြီတော့ဇော်ကြီးကသူ့ဆုပ်ကင်ထားတဲ့မောင်ပေါတူရဲ့လက်တစ်ဖက်ကိုဖြုတ်ပစ်လိုက်တယ်။မောင်ပေါတူမှာထိုခဏအတွင်းမှာပဲနှက်ဆိုင်တဲ့တောအုပ်ကြီးတဲ့ကိုစောက်ထိုးမုံမြော်နဲ့ပြုတ်ကျသွားပါတော့တယ်ကွယ်။ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။